မင်္ဂလာပါဒီနေ့ base player အတိုင်းတည်ထားတဲ့ကို base tone ကိုနောက်ထပ် level တစ်ခုအစ်စ်မြင့်တင်ပေးမယ် base pattern 6မြို့အကြောင်းကိုပြောပါမယ်ကျွန်တော်အကောင်းပါ base pattern မျိုးစားကဘာအတွက်လိုအပ်ပြီးဘယ်လို pattern ကတကယ်လို့မရှိမဖြစ် base pattern ဖြစ်မလဲကြည့်လိုက်ရအောင်ပထမအဦးဆုံး pattern ကတော့ compressor ပါဒါက base player တွေအတွက်မရှိမဖြစ်လို့ပြောလို့ရပါတယ် သူ့အလုပ်ကပါလဲဆိုတော့တီးတဲ့နှုတ်တွေရဲ့ volume ကိုညီအောင်ထိမ့်ညီးပေးရမှာတချို့နှုတ်တွေက volume ကျယ်နေတာတချို့ကတိုးနေတာမျိုးမဖြစ်အောင်သူကခိမ့်ပေးပါတယ်ဒါကြောင့် compressor တိုးရင် bass လဟာတချင်းနဲ့မှပိုပြီးတည်ငြိမ်ပြတ်သားပြီးမှနားထောင်လို့ကောင်းနေမှာပါ pop funk R&B လို့တချင်းတွေမှာ bass group တွေမှာပုံပြီးတော့ကြစ်လက်စီဖို့အတွက်ပြီးရင် rock metal မှာတော့ bass ကိုပုံပြီးအားကောင်းစီဖို့အတွက် တကယ်ကိုအသုံးဝင်ပါတယ် jazz တွေမှာတော့ walking bass တီးတဲ့အခါမှာအတန်ညင်ညင်ဖို့လိုပါတယ် compressor ရဲ့အလုပ်လုပ်ပုံကိုဒီ wave မှာကြည့်သိနိုင်ပါတယ် ောက်ထပ် battery ကတော့ overdrive ပါပဲ overdrive တမို့ distortion ပေါ့ဒီ battery က base တုံးကိုပူပြီးမှခွန်အားပါတဲ့ကျန်တမ်းတဲ့အတန်မျိုးကိုလုပ်ပေးနိုင်ပါတယ် overdrive ကလွှဲထွေးပြီးအနှံ့ငယ်ပွဲအပ်တဲ့အတန်ကိုပေးပြီးမှ distortion ကတော့ပူပြီးပြင်းထန်တဲ့လေးနက်တဲ့အတန်ကိုပေးပါတယ် rock method ဒီချင်းတွေမှာဂီတာတုံးနဲ့ပုံပြီးမှ live ဖက်အောင်ဒါမှမဟုတ်ကိုယ်ပိုင်ထူးခြားတဲ့ကွဲအပ်တဲ့အတန်လေးကိုပေးနိုင်ဖို့အတွက်ဖြစ်တယ် မန်တန်တချင်မျိုးစားတွေမှာ distortion တွေကိုသုံးပြီးလေးလံထူထဲတဲ့အတံတွေကိုသုံးဖို့အတွက်ဖြစ်ပါတယ်။မန်တန် base သမားတွေအတွက်ကတော့မရှိမဖြစ် base pattern လို့ပြောလို့ရပါတယ်။ overdrive distortion လို့လို့ပုံကြတော့ တိယပတ္တာကတော့ octave ပါဒီပတ္တာကကိုတီးတဲ့နှုတ်ရဲ့ one octave တောင်မှမဟုတ် two octave အနည်းအမြင့်တန်ကိုထပ်ပေါင်းပေးတာပါဒီနေတဲ့နှုတ်ထပ်ပို့ရင်းမှထူထဲတဲ့တမဟုတ်ထူချားတဲ့ bass tone တစ်ခုကိုထပ်ပေါင်းထပ်ပေးလိုက်တာမျိုးဟာ funk groove တွေမှာ deep bass tone တွေရဖို့အတွက်တန်နှိမ်ကြီးတွေရဖို့အတွက်ဒါမှမဟုတ် electronic music တွေမှာ synth bass တန်မျိုးပံပြီးဖို့အတွက်တကယ်ကိုအသုံးဝင်ပါတယ်

funky bass player တွေကြားမှာအရင်နာမည်ကြီးတဲ့ pattern တစ်ခုပါတချို့ pop တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ texture ထူးခြားတဲ့အတန်တွေပေါ့ထက်သုံးကြတယ် electronic music တွေမှာထူးခြားတဲ့ sound effect တွေဖြစ်နေအန်တီးတဲ့ခါမှာလည်းသုံးလို့ကောင်းတဲ့ pattern ပါ multi effect pattern ပါ this multi effect pattern တွေရဲ့အဓိကအားသာချက်ကတော့အတန်မျိုးစုံကိုရရှိနိုင်ခြင်းပဲဖြစ်ပါတယ်ဒါပေမဲ့လည်းတစ်လုံးချင်းစီထုတ်ထားတဲ့ pattern မျိုးစားတွေတော့တော့ပြည့်ပြည့်စုံတဲ့အတန်မျိုးရခြင်းမှရမှာပါသူမှာ compressor distortion overdrive octave sin chorus flanger phaser delay reverb ဆိုတဲ့ effect ပေါင်းစုံကို pattern တစ်ခုထဲမှာရရှိနိုင်တာဖြစ်ပါတယ် ပတ်တအများကြီးဝယ်ဖို့ပတ်စံမတုံးချင်တဲ့လူတွေအတွက်ကတော့ okay ပါတယ်။တချို့ multi effect pattern တွေမှာနာမည်ကြီး base amp နဲ့ speaker cabinet တွေရဲ့အတန်ကိုတူပနိုင်တဲ့ modeling တွေပါဝင်တဲ့အတွက် studio recording အတွက်ပဲဖြစ်စီ live show တွေအတွက်ပဲဖြစ်စီအသုံးဝင်ပါတယ်။ကိုကြိုက်တဲ့ effect setting တွေကိုတင်ထားနိုင်ပြီးတော့လိုအပ်ရင်အလွယ်တကူပြန်ခေါ်သုံးနိုင်ပါတယ်။ multi effect pattern တော်တော်များများမှာရုပ်ပ function တွေပါဝင်ပါတယ်။ ဒါကလေ့ကျင့်တဲ့အခါမှာအရင်အသုံးဝင်ပါတယ်။တချို့ interface power နဲ့ multi effect processor တွေ pattern တွေကို computer နဲ့ direct ချိတ်ဆက်ပြီးတော့ recording မှာလုပ်နိုင်ပါတယ်။နောက်ဆုံးအနေနဲ့ base player တွေအတွက်မရှိမဖြစ်ပစ္စည်းတစ်ခုကတော့ DI box တော့မဟုတ်ရင် base driver DI ပါပဲ live show ဒါမှမဟုတ် recording console mixer တဲ့ကို direct ထည့်ပြီးတဲ့အခါ base signal base တုံးကြည်လင်ပြတ်သားစာထွက်လာဖို့အတွက် DI ဘောင်းသမောရင် base driver DI ကအရင်အရေးကြီးပါတယ်တချို့ DI ဘောင်းစင်မှာ EQ preamp စတဲ့ future တွေလည်းပါဝင်ပါတယ်တချို့ base driver DI ဆိုရင် chip base MG ကထွက်တဲ့အတန်မျိုးစောင်းသက်ချံမျိုးကိုရရှိစေတယ်လို့တချို့က drive ပါတယ်မို့ ခပ်ပြင်းပြင်း distortion တံတွေပါဖြန့်ပြီးနိုင်ပါတယ် bass driver ရဲ့ color ကိုကြတော့တခြား effect တွေလိုထူးထူးခြားခြားပြောင်းသွားတာမျိုးကိုကြားရမှာမဟုတ်ပါဘူး data တွေတန့်သွားတယ်ပိုကြည်သွားတယ် recording process မှာတော့ဒါကိုကောင်းကောင်းသိနိုင်ပါတယ် ချုပ်နေနဲ့ပြောရရင်နော်တဲ့ note တွေရဲ့ volume ကိုကျန်နေတာမျိုးတိုးနေတာမျိုးမဖြစ်အောင်ကြီးအောင်ထိမ့်ပေးတဲ့ compressor နံပါတ်2ကအပြင်းပြင်းလေးလံထူထဲတဲ့အတန်တွေကိုပြီးတဲ့ meta bass မှာပဲ check overdrive distortion နံပါတ်3က deep bass တုံးတန်နေထူချတဲ့အတန်တွေကိုထုတ်ပေးတဲ့ electronic music တွေမှာ synth bass တန်လိုမျိုးပံပြီးတဲ့နေရာမှာတုံးတဲ့ octave ဘာဒီမှာလေး funky bass layer တွေအသေးဆွဲ envelope fader တမောရ auto wah မမငါ bass effect အများကြီးတည်သွားလာစီမလို့ပဲနဲ့အတန်မျိုးစုံရနိုင်လဲ multi effect processor multi effect pattern နောက်ဆုံးနေနဲ့ bass player တွေအတွက်မရှိမဖြစ်လို့ပြောလို့ရတယ် DI box တမောရ bass driver DI ပါပဲ bass player တိုင်းအတွက်အသုံးဝင်တဲ့မရှိမဖြစ် pattern 6မျိုးအကြောင်းပြောပြခဲ့တာပါ ကိုယ့်ရဲ့ budget ကိုအီးမဲ့ music မျိုးစားပေါ်မူတည်ပြီးမှဘယ်ပတ်တာကိုအရင်ဝယ်ယူတင်လဲဘယ်ပတ်တာကတင်အတွက်တင်တော်ဆုံးဖြစ်မလဲဆိုတော့ကိုဒီ video ကနေတခုခုရသွားမယ်လို့မျှော်လင့်ပါတယ်။ video ကိုကြိုက်တယ်ဆိုရင် like and share လေးလုပ်ပေးဖို့မမေ့ပါနဲ့။ကျွန်တော် channel ကို subscribe မလုပ်ရသေးဘူးဆိုရင်အခုပဲ subscribe လုပ်ပြီးနောက်ထပ် base video တွေကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦး။နောက် video မှာပြန်ဆောင်ကြမယ်။